ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကအကူအညီပံ့ပိုးပေးထားဖြစ်ပါတယ်စောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွဲစမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ် ပထမဆုံးသွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆိုတော့ cohort page တွေအားလုံးပဲမြင်လာပါကျွန်တော်အခုဒီအစီအစဉ်မှာ story လေးတစ်ခုကျွန်တော်ပြောပြချင်ပါတယ်ဗောနော်ဆိုတော့ဒီ story လေးဒီဇလန်းလေးအရင်ဆုံးဒါအခုဒါနားထောင်နေတဲ့ပြည်သက်တွေနေနေဟိုစိတ်ကူးရင်ကြီးဗောနော်စိတ်ကူးရင်ကြီးကျွန်တော်တို့ Monday Night Football ဆိုတဲ့ program David Jones တင်ဆက်နေတယ်အဲ့ဒီ program မှာဒါကတော့ ာဂျမီခရက်ကဒရနဗီတို့ပါနေမယ်သူတို့သုံးယောက်ကကိုခုံမှာကိုထိုင်နေကြပြီဆိုတဲ့အချိန်အဲ့တဲ့တယောက်ရောက်လာမယ်အဲ့ဒီအဲ့တဲ့ကလီဗာပူးအသင်းရဲ့ကျောင်းဆောင်ဆောင်မဟာမတ်ဆလာသူတို့ဒေးဗစ်ဂျုံးစ်ကမူဆလာကိုလက်ရှိဒီ contract situation နဲ့ပတ်သက်ပြီးတော့မူဆလာကိုမေးပြီးမေးတဲ့အခါမှာမူဆလာကနေပြီးတော့ဒီသူ့အနေနဲ့လီဗာပူးအသင်းနဲ့ဖာဂျိုတတန်းတို့မျောလင့်နေတယ်ဒါပေမဲ့လီဗာပူးအသင်းဟာ အခုအချိန်ထိစာချုပ်တံတိုးဖို့အတွက်ဘာမှမလုပ်ဘူးငြင်းဆန့်နေတယ်ဆိုပြီးတော့ပြောလိုက်တယ်ဆိုတော့အဲ့တော့ David Jones ကနေပြီးတော့ပြည်သက်တီအရှိမပဲဖုန်းခေါ်တယ်ဒီ on air လွန့် live လွန့်နေရင်လည်း Liverpool အသင်းရဲ့အားကစား director Richard Hughes ဒီပေါ့ဆိုတော့ဘာကြောင့် Mo Salah ကိုစာချုပ်တံမချုပ်ဆိုရတာလဲအဲ Mo Salah ကဒီလောက်ချုပ်ဒီအသင်းမှာဆက်ရှိကျင်တာကိုဗာညာပြောမယ်ပေါ့အဲ့တော့ Richard Hughes တော့နည်းနည်းတော့တိုင်ပတ်ပြီ ။ဘာကြောင့်လဲဆိုတော့ဒီမော်စလာဆွမ်းဆောင်ပြထားတဲ့အရာတွေပြီးတော့ဒီတရားသီးတဲ့မဟုတ်နှစ်ချိန်လာမြတ်။ဆိုတော့ဒီကစားသမားကိုအတင်းဘက်ကဒီလိုတွေဘာကြောင့်လောက်တာလဲဆိုတော့ရုပ်တရက်ကြည့်နေတဲ့သူတွေပေါ့နော်။ဂျာပရိသတ်တွေကလည်းဟိုမော်စလာဘက်ကနေပြီးတော့နာပဲပေါ့။ပြီးတော့လေဘုပရိသတ်တွေကတော့ပိုဆိုးမယ်ပေါ့။အပီအားတွေပေါ့နော်အဲ့ PR တွေကိုမော်ဆလာကနေပြီးတော့ Richard Hughes ကိုပေးလိုက်တယ်ပေါ့ဒါစိတ်ကူးရင်ဇလန်းပေါ့ ိတ်ခွင့်ဇလန်းဆိုပေမဲ့ကျွန်တော်တို့ဒီတစ်ခါကျတော့ဒီအပြင်မှာတကယ်ဖြစ်ခဲ့တဲ့ပုံရင်းလေးတစ်ခုပြောပြမယ်အဲ့ဒါလေ on air controversy တစ်ခုပဲဆိုတော့အခုပြောမယ့်ဟာတော့တကယ်ဖြစ်ခဲ့တာပေါ့ဤချက်မှာ El Mokalon El Arab ဆိုတဲ့ club အသင်းတစ်သင်းရှိတယ်အဲ့ဒီ club အသင်းကဤချက်မှာအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ El Ali တို့ Zamalek တို့ဒီနှစ်သင်းကိုမမှီရွေးမဲ့ထိပ်တန်းအသင်းတစ်သင်းလည်းဖြစ်တယ်အဲ့ဒီအသင်းမှာကစားနေတဲ့ လူငယ်ကစားသမားလေးတဦးဟာဒီဆွစ်ဇာလန်နိုင်ငံကဒီထိတ်တန်းအသင်းတစ်သင်းဖြစ်တဲ့ဘက်ဆယ်ကိုအရန်ပြောင်းနေနေတယ်။ဟုတ်ကလပ်အသင်းကလည်းသူတို့အသင်းရဲ့ကျယ်ပွင့်ကစားသမားလေးကိုမရောကျင်ဘူးဆိုတဲ့အနေအထားဖြစ်နေတယ်။အဲဒီအချိန်မှာအီဂျစ်နိုင်ငံမှာအရန်ကြော်ကြတဲ့ TV program တခုရှိတယ်။ Kora Collegium လို့ခေါ်တယ်။အဲ့တော့ဒီ program ကိုတင်ဆက်နေတဲ့သူကလေအီဂျစ်တနိုင်ငံလုံး ရဲ့အချစ်တော်ပေါ့နော်ဒီသူကနောက်နောက်ချက်ကပါလဲဆိုတော့အီဂျစ်ဘောလုံးတမိုင်းမှာကစားသမားအနေနဲ့ကန်ထွင်တူဖြစ်သလိုအီဂျစ်လူကြီးတွေနီးပြဟောင်းလဲဖြစ်တဲ့ဟက်ဆန်သီယတာရဲ့သားခရမ်သီယတာခရမ်သီယတာကအဲ့ဒီ TV program ကြီးကိုသူကသူကတင်ဆက်ပေးနေတာဆိုတော့အဲ့ဒီ program ကိုမိုဆလာကရောက်လာတယ်ရောက်လာတဲ့အချိန်မှာ interview လုပ် အင်တာဗျူးလုပ်နေရင်လည်းမိုဆလာရဲ့အနာဂတ်ကိုမေးတယ်မေးတဲ့အခါကျတော့မိုဆလာက "तू ဘက်ဆယ်ကို ပြောင်းကျင်နေတာ။ဒါပေမဲ့ကလပ်အသင်းကဘက်ဆယ်အသင်းကိုရောင်းထုတ်ဖို့အတွက်ညှင်းဆန်တယ်ဆိုပြီးတော့ပြောလိုက်တယ်။ပြောတဲ့အခါကျတော့ရှယ်တာကလည်းဒီအီဂျစ်မှာဩဇာကြီးတဲ့ဒီတင်ဆက်သူတူဦးဖြစ်တဲ့အတွက်ချက်ချင်းမှမဟာမက်အီဒယ်ဆိုတဲ့ဒီမိုခလုံးအသင်းရဲ့အာဂတ်ဒါရိုက်တာစီကိုချက်ချင်းဖုံးဆက်တယ် ုံးဆက်တဲ့အခါကျတော့ဘာလို့မုဆလာကပြောင်းကျင်နေတာကိုဒီဓာမြက်ပိတ်ပင်နေတာလဲဆိုပြီးအကြောင်းကိုမေးတယ်။မေးတဲ့အခါမှာမဟာမတ်အစ်ဒါလ်ကပြန်ပြောတယ်။ဒါဆောကမှဒီတရားဝင်မကန်းလာတဲ့မကန်းလန်းတဲ့ကိစ္စကိုဟိုငါတို့ကဘလို့ရောင်းမလဲဆိုပြီးတော့သူကပြောလိုက်ပြီ။ပြောတဲ့အခါမှာအပြဿနာအဲ့မှာတက်တာပဲ။ အဲ့မှာတကယ်လို့ဒါဒီ error ကနေပြီးတော့အေးငါတို့အဲကျောင်းကစားသမားလေးတို့ငါတို့မရောက်နိုင်ဘူးဒါမှမဟုတ်ငါတို့လိုချင်တဲ့ဈေးကိုမပေးဘူးအစားရှိသဖြင့်မပြောဘဲနဲ့တော်လည်းအလွယ်ဆိုပြီးတော့ညာလိုက်တာပေါ့ညာလိုက်တဲ့အခါကျတော့ဖြစ်ချင်တော့ vessel ကနေပြီးတော့ကန်လန်းထားတဲ့ offer အဲ့ဒါကိုငင်းဆန်ထားတဲ့ email အဲ့ email ကို print ထုတ်ထားတဲ့ copy ကရေတက်စီမှာရှိနေတယ်ဘလိုနည်းနဲ့ရောက်နေသလဲဆိုတော့ရှင်းတယ်ဘလိုနည်းနဲ့ရောက်သလဲဆိုတော့မိုဟာမက်ဆလာကအဲ့ဒါကိုရောက် 調査ထားပြီးတော့ theater ကိုပေးထားတာအဲ့တော့ဒီ theater ကနေပြီးတော့ဒီမှာ vessel ရဲ့ offer ကဒီမှာရှိတယ်ဆိုပြီးတော့ထုတ်ပြတယ်ငါငါလက်ထဲမှာရှိတယ်ဒီမှာဒီ vessel ရဲ့ other director မင်းတို့သူ့ကိုကမ်းလှမ်းထားတယ်ကြောက်ချောနော်မင်းတို့သူ့ကိုပြန်ညင်းထားတယ်ဆိုပြီးတော့အဲ့ဒီမှာဒီအကုန်ရှောက်ဖြစ်သွားတယ်ပေါ့ဒီကလူတွေ လပ်အသင်းတစ်သင်းကကိုယ်ကစားသမားကိုမယောင်းညင်မှုဆိုတဲ့ဟာကမှန်ရွက်အခုလိုဖြစ်သွားတဲ့ကိစ္စမျိုးမှာဒီမမဆလာက on air မှာလာပြီးတော့ဒီ live မှာသူ့ကိုဒီလိုဒီလိုလှုပ်ထားပါတယ်ပြောတာရောပြီးတော့ဟိုဘက်ကလည်းဟိုအဲ့လိုမျိုးညာလိုက်လို့ဖြစ်သွားတာရောညာလဲညာလိုက်တာပါလေဖြစ်သွားတာရောတော့အမြင်တွေကဝုန်းဆိုဖောင်းသွားတယ်အဲ့တိတ်မကြခင်ပါပဲနောက်ဆုံးဒီအယ်မိုကလုံးအသင်းက မဟမ္မဒ်ဆလာကိုဘက်ဆယ်အသင်းစီကိုဆိုသလားဟိုရောင်းထုတ်လိုက်ရတယ်ဗောလေအဲ့တော့မုဆလာကဘက်ဆယ်ကိုရောက်လာတယ်ကျွန်တော်ကတော့တမိုင်းပဲကျွန်တော်ကတော့မုဆလာရဲ့တမိုင်းကမ္ဘာအကောင်းဆုံးဆေးဝါးကတမတူဖြစ်လာတဲ့အချိန်ထိသူမယမနာသူအပြည့်အဝစ조사အားထုတ်ရင်းနဲ့မဟမ္မဒ်ဆလာဒီနေ့မဟမ္မဒ်ဆလာကိုကျွန်တော်မြင်နေရတာမုဆလာရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့လကောင်း조사အားထုတ်မှုနဲ့ပတ်သက်ပြီးတော့လကောင်း သူ့ရဲ့ဒီအသင်းပေါ်ထားတဲ့ချစ်တဲ့စိတ်သူ့ရဲ့ professionalism ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ငင်းစရာမေးခွန်းထုတ်စရာမရှိပြီးတော့သူ့ရဲ့ talent သူ့ရဲ့အရေးအသွေးပေါ့ဒါပေမဲ့ကျွန်တော်တို့အမှားတစ်ချက်မေးရမှာပါလဲဆိုတော့ဒီမိုဆလာကဒီ show ကိုဘာကြောင့်ရောက်လာတာလဲဘလို့ရောက်လာတာလဲပြီးတော့အချင်းချင်းညှိနှိုင်းရမယ့်ကိစ္စကိုဘာဘာကြောင့်လူသိရှင်ကြားဒီ ဖြစ်အောင်လုပ်လိုက်တာလေဒါတွေ controvert အဲဘယ်လိုကောင်းလဲ controversial မဟုတ် confidential ကိစ္စတွေအဲ့မှာပြည်သက်တည်းရဲ့မေတ္တာကိုသူဘာကြောင့်ခြူပြီးတော့တစ်ဖက်အသင်းကိုအသင်းဘက်အချမ်းကိုပေါ့နော်မယောင်းကျင်ဘူးဆိုတဲ့အသင်းဘက်အချမ်းကိုဟိုကိုယ့်ရဲ့ဒီနောက်ွယ်မှာ behind the scenes မှာညီနိုင်ဆွေးနွေးမှုတွေကလည်းမလုပ်ဘဲနဲ့ပြည်သက်နဲ့ရန်တိုက်ပေးလိုက်တာလေဆိုတဲ့ကိစ္စတွေပေါ့နော်ဒါကြီးကတော့အဲ့နဲ့မိကုန်းထုတ်ဆရာလေးတွေအဖြစ်ကျွန်တော်တို့ပေါ်လာတယ် ဆိုတော့ကျွန်တော်အီဂျစ်နောက်ခံတမိုင်းကြောင်းလေးလေးနည်းနည်းရှင်းပြရဲမိုဆလာကဟိုဒါကျွန်တော်အခုပြောတဲ့အခါကျတော့ဒါမိုဆလာပြည်သက်တွေတော့တိုက်မှာမဟုတ်မိုဆလာကိုမယိုးသားဘူးလို့ပြောရကြသွားလို့โอเคမိုဆလာကိုပြန်ပြီးတော့သူ့ဘက်ကပြန်ပြီးတော့ကျွန်တော်တွေးမယ်ဆိုရင်လေအီဂျစ်တမိုင်းကလည်းနည်းနည်းလေးချုပ်ထွေးမှုလေးရောရှိတယ်ဒီမှာပြီးအီဂျစ်လိအကြောင်းကိုရင်ပြောရရင်အီဂျစ်လိပြန်ပွဲကနေပြီးတော့ဥရောပကိုထွက်ကစားတဲ့ကစားသမားဆိုတာကမှန်တိုင်းပြောရင်တော်တော်လေးရှားတယ်လုံးဝမရှိတော့ဘူး ရှိတော့ရှိတယ်ရှားတယ်အီဂျစ်ကလပ်တော်တော်များများဟာသူတို့ရဲ့အကောင်းဆုံးကစားသမားတွေသူတို့ရဲ့ဒီသူတို့နိုင်ငံမှာရှိတဲ့ talent ကစားသမားတွေပေါ့သူတို့ပြည်တွင်းလိမာပဲထားတယ်နိုင်ငံခြားကလပ်တွေကိုဥရောပကလပ်အသင်းတွေကို ရောင်းထုတ်เสียမလို့တော့အောင်အီဂျစ်ကလပ်အသင်းတွေအရန်ချမ်းသာကြတယ်အာဖရိကနိုင်ငံတော်တော်များများဟာဒီဥရောပကိုကစားသမားတွေရောင်းထုတ်ပြီးတော့ရက်တည်နေကြတယ်ဆိုပေမဲ့ဒါ financial sense ရပါလိမ့်အီဂျစ် မှာဒါတွေမလို့အီဂျစ်ရဲ့ဒီတကယ်အကြီးမားဆုံး club အသင်းတွေဖြစ်တဲ့ LRL တို့ Zamalek တို့ဒီအသင်းတွေမှာကစားနေတဲ့သူတွေကလည်းရှင်းရှင်းပြောရင်ဒေါ်လာတန်းချီရနေကြတာတော်မဆိုဥရောပထိပ်တန်းလိပြိုင်ပွဲတွေမှာရှိတဲ့အသင်းငယ်တွေဆိုတော့အဲ့ဒီအသင်းငယ်တွေမှာရနေတဲ့ကစားသမားတွေထက်ပတ်သက်ပိုရတယ်အီဂျစ်ကလပ်တွေမှာသူတို့ပြည်တွင်းလိပဲဆိုပေမဲ့ ။အိုးတကယ် Real Madrid တို့ Barcelona တို့ Manchester City United Chelsea Liverpool အစားချင်းဒီလိုအသင်းကြီးတွေကိုသာရှင်မပေးနိုင်ကောင်းမပေးနိုင်ပဲ။သူတို့ကသူတို့ Premier League မှာပဲ။သူတို့ကစားသမားတွေကိုသူတို့တန်းချီပြီးတော့ပေးနိုင်တယ်။ Agent League ပြန်ဝယ်တော့။နောက်တစ်ခုကဒီ League ကတကယ်ဟိုဘယ်လိုပြောမလဲ Destination League ဟို Selling League မဟုတ်ဘူး Selling League ဆိုတာကကျွန်တော်တို့ Brazil League တို့ Argentina League တို့ဆိုတော့သူကသူ the Boca Juniors တို့ River Plate တို့ပထမလဲ Santos တို့ Palmeiras တို့ဒီအသင်းတွေဟာတမန်းကြောင်းကြီးတဲ့အသင်းတွေဖြစ်စီတိုင်အောင်သူတို့ရဲ့ပန်းနိုင်အထဲမှာဘာပါလဲဆိုတော့ဒီကစားသမားတွေဥရောပကိုရောင်းထုတ်ကြီးဆိုတာပါတယ်သူတို့အဲ့လိုနည်းနဲ့ရက်တည်ကြတာအဲ့အီဂျစ်လိပြိုင်ပွဲကအဲ့လို league မဟုတ်တကယ်ကိုဟိုကိုပြည်တွင်းမှာပဲဟိုကိုကကိုပြိုင်နေကြတဲ့ league ပြိုင်ပွဲမျိုးကိုကစားသမားတွေ ကောင်းနေကိုအဲ့တမှာရှိနေဖို့ဆိုတော့ဒါဒါကြောင့်လေအီဂျစ်တွေကပြင်ထွက်သွားတာရှားတာမရှိဘူးတော့မဟုတ်ဘူးနော်ဒီမီလိုတို့ပါလို့ဆိုလေဒါပရိသတ်တွေတီးတယ်ကစားသမားတွေဒီမှာတချို့ပေါ့သူတို့လည်းထွက်သွားခဲ့တာအဲနောက်တစ်ချက်ကဒီထိုက်တန်ကုမ္ပဏီကြီးတွေကဒီအီဂျစ်ပြည်ပိုင်ပွဲကိုပိုင်ဆိုင်ထားကြတာဒေါ်လာတန်ပေါင်းများစွာချမ်းသာတဲ့ကလပ်တွေလို့ပြောလို့ရတယ်ဆိုတော့အခါကျတော့ကိုအတင်းမှာပဲ ကိုအတင်းရဲ့ကံတွင်ကစားမှာဥမာဒီအယ်မခလဒီမခလုံးဆိုလေဒီအာဖရိကသမိုင်းမှာဗောနော်ဒါထာဝရအကောင်းဆုံးကိုယ်သမားတွေကတူဖြစ်တဲ့ Joseph Antoine Bell တို့ပြီးတော့1988ဒီအာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ကျယ်ပွင့်ဒါဂါနာရဲ့ Golden Boy ဆိုတဲ့ Abdul Razak တို့နော် Karim Abdul Razak တို့နော်သူတို့သူတို့စီကနေထွက်ခဲ့တာသူတို့မိုဆလာကိုလည်းသူတို့အဲ့လိုမျိုးတင်ကြမှာဖြစ်လာဖို့မျောလင့်ထားကြတယ်ဆိုတော့ အဲ့တော့လွယ်လွယ်ပြောရရင် Egypt ရဲ့ culture ကဥရောပကိုဒီကိုကစားသမားတွေမှာဖြစ်မနေထုတ်ရောင်းတဲ့ culture မျိုးမဟုတ်ဆိုတော့ရှင်းတယ်မိုဆလာကိုသူတို့အားကြောင့်သူတို့ထိန်းထားကြတယ်ခတ်တာကမိုဆလာက Egypt တော်တော်မများလို့မဟုတ်ဘူးမိုဆလာကဒီဘယ်လိုပြောမလဲသူ့ရဲ့ကစားသမားဘဝကိုဥရောပမှာအခြေချခြင်းတယ်မိုဆလာအရန်ကြိုက်တဲ့ကစားသမားတွေရှိတယ် ဒီ Brazilian Ronaldo ကြီးပေါ့နော် Ronaldo Nazario ပြီးတော့ကျွန်တော်တို့ပြင်သစ်ကန်တော်ဝင် Real Madrid ကန်တော်ဝင် Zizou ပြီးတော့ Roma ကန်တော်ဝင် Italy ကန်တော်ဝင် Totti ဆိုတော့ဒါသူ့ရဲ့တကယ့် childhood hero စီအဲ့ကစားသမားတွေကိုအားကြတယ်အဲ့ကစားသမားတွေကစားတဲ့ဒီလိုမျိုး Europa League တွေမှာသူကစားကြတယ်ဒါလည်းသူ့ရဲ့ဆန္ဒသူ့ရဲ့အိမ်မက်ဆိုတော့နဖတ်စလုံးကသူ့အနေထားနဲ့သူမှန်တယ်ပေါ့အဲ့လိုပဲပြောအောင်ပါပေါ့ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ Egypt ဘောလုံးအကြောင်းကျွန်တော်ထပ်ပြီးပြောရအောင် Egypt ဘောလုံးက ဟိုတခြားဥမာ Senegal တို့ Senegal ပြီးတော့ Ivory Coast တို့ Nigeria Cameroon Ghana အစချစ်သမင်းမော်လေလည်းပြည်သင်းကို European base ကစားသမိုင်းနဲ့တိဆောက်ထားတာမဟုတ်အဲ့လိုအဲ့ဥရောပထွက်နေတဲ့ကစားသမားတွေဒီအသင်းမှာလက်ခေါ်ပြီးတော့စုပြီးတော့ကန်တဲ့အသင်းမျိုးမဟုတ် Egypt ကသူတို့ကိုသူတို့ Pharaohs လို့ခေါ်တယ် Pharaohs ဟာဒီကိုပြည်တွင်းလိကကစားသမားတွေနဲ့ Overseas ကစားသမားမပါဘဲနဲ့ AFCON မှာ AFCON မှာသူတို့တောင်းကျင်စပ်ပုံစွဲခဲ့ဘူးတဲ့ ကိုပြည်တွင်းက talent နေနေပဲကို own top league ကကစားသမားတွေနေပဲအဲ့ဒီနိုင်ငံကဘာအရရကနေလာကစားကြတဲ့နိုင်ငံတွေကိုကြော်ပြီးတော့တောင်းကျင်စတောင်ပို့ဆွဲခဲ့ဘူးလေအစ်ချက်ကအချိန်တိုင်ဟိုအပေါ်တုံးဆိုတက်လာဆိုတော့အခါကျတော့ဟိုအစ်ချက်အတွက်ကကိုကစားသမားတွေလေဥရောပကိုရောင်းထုတ်စရာမလိုဘူးဥရောပကစားသမားတွေခေါ်ကံမတီအသင်းကကောင်းနေတာမျိုးလဲမဟုတ်ဘူးနောက်ပိုင်းတော့ဒါထွက်လာကြပါတယ်အစ်ချက်ကစားသမားတွေကျွန်တော်တို့ဒါ ဟိုမှာမဟာမတ်အယ်နန်နီတို့အစားရှိတဲ့နံပါတ်ပြောရတော့ဟိုထွက်လာကြတော့မိုဆလာတို့နောက်ပိုင်းမှာပို့ပြီးထွက်လာကြတယ်ပေါ့အဲမိုဆလာတို့ရှေ့မှာလဲမမိုဆလာဆိုတာမဟာမတ်အဘူထရီကာဆိုတဲ့ image ကြီးကိုကြော်ဖို့အတွက်ဆိုတာမိုဆလာကဒါဒီလောက်ထိအောင်မြင်ခဲ့လို့မဟုတ်ရင်အဘူထရီကာဟာအီဂျစ်တမိုင်းမှာထာဝရအကောင်ဆုံးပဲအဲ့လိုပဲအဘူထရီကာကအာဖရိကတမိုင်းမှာထာဝရအကောင်ဆုံးစင်းဝင်တူဦးပဲပြီးတော့ရှိသေးတယ်ဒီအဆမ်အယ်ဟာဒရီတို့ ပြီးတော့မာမုဒ်အယ်ခါတစ်ဆိုတော့ဒီကစားသမားတွေကအီဂျစ်ပြည့်ထောင်ရအကောင်ဆုံးကစားသမားတွေဟိုနိုင်ငံသားမှာထွက်ကစားပြီးအောင်မြင်မှထောင်ရအကောင်ဆုံးဖြစ်လာတာမဟုတ်ဘူးဆိုတော့တမန်ကြောင်းလည်းရှိတယ်ဒါပေမဲ့ဟိုနောက်ဆုံးမှာတော့မိုဆလာကဒီလို အခြေအနေတွေဖြစ်လာတယ်ဆိုတော့မိုဆလာကဒီအီဂျစ်ယူတန်ဒီမှာကစားခဲ့ဘူးတယ်အီဂျစ်နဲ့အတူပြီးတော့ FIFA ယူတန်ဒီ World Cup ပေါ့နော်အဲ့မှာဒီကျောင်းထွက်အဆင့်တက်ခဲ့ဘူးတယ် Brazil နဲ့တွေ့တယ်အမိုဆလာကအဲ့အသင်းမှာဒါအဓိကကစားသမားတူအိုးနေနဲ့ပါဝင်ခဲ့တယ် ဒါပေမဲ့ကျယ်ဝန့်ကစားသမားမဟုတ်ဘူးဒီအသင်းမှာတော့မိုဆလာကအကောင်းဆုံးမဟုတ်သေးဘူးသူအဓိကကစားသမားတော့ဖြစ်တယ်ပြီးတော့တိတ်မကြောက်နိုဗ ెంబ ာမှာဒီ African U23 Championship အဲ့ဒါကဒီ2000စနစ် London Olympic ခြေစစ်ပွဲပေါ့ Egypt ခြေစစ်ပွဲအောင်ခဲ့တယ်အဲ့ဒီအသင်းမှာလည်းမဟာမတ်တလာပါတယ်သူတို့ဒီကစားသမားလေးကိုဒီမခလုံးကလည်းအသင်းမှာဆက်ပြီးတော့ထားကြတယ်ဆက်ပြီးတော့ထိန်းထားကြတယ်ဒါပေမဲ့ပြဿနာကလာပြီးပါလဲဆိုတော့သူတို့ဒီ domestic league ရဲ့ပြဿနာလေး တော့တချို့တော့ဒီဒါကတော့ Arab မျိုးနဲ့ဆက်ဆက်နေတဲ့ကိစ္စတွေလည်းရှိပေမဲ့အဓိကအဲ့ဒါမဟုတ်သေးဘူးအဲ့ဒါပါလဲဆိုတော့အီဂျစ်ရဲ့စောစောပြောတဲ့သာဝရအကောင်းဆုံးအသင်းပေါ့နော်အီဂျစ်ရဲ့တမိုင်းအကြီးဆုံးအသင်းဆိုတဲ့ LLA အသင်း ILLA အသင်းကအဲ El Masri ဆိုတဲ့အသင်းနဲ့အဝေးကွင်းပွဲသွားကစားတယ် သွားကစားတဲ့အခါမှာအပြင်မှာလည်းဒီ atmosphere ကအရန် heat တက်နေတယ် reset ခြင်းရန်ဆောင်နေကြတယ်နောက်ဆုံးဒီကစားရဲကွင်းထဲမှာပဲအဲ့မှာ sorry ပြိသက်တွေကဟိုးဆိုကွင်းထဲဝင်ချလာပြီတော့ဒီ LL ရဲ့အဝေးကွင်းပြိသက်တွေကိုဒီဓာတ်တွေဒုတ်တွေမီးဒုတ်တွေနဲ့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့ LL ပြိသက်တွေကဟိုအသက်ဘေးကလွတ်အောင်လို့ပြေးကြတာ ပြင်းရင်လည်းအမှ shock ကပါလဲဆိုတော့သူတို့ထွက်ပြေးဖို့လုပ်ပေမဲ့ဂိတ်ပေါက်တွေအကုန်ပိတ်ထားပြီးသားဖြစ်နေဂိတ်ပေါက်တွေဖွင့်မထားဘူးလည်းပိတ်ထားတော့ကြောင်ပိတ်မိပြီးတော့အမှဒီ LRL ပြိသက်တော်တော်များများတည်82ယောက်တော့တည်တယ်လူယာနဲ့ခြေပြီးတော့ဒဏ်ရာရရတယ်ဆိုတော့အဲ့ဒီမှာဒီ LRL ပြိသက်တွေဘက်ကနေပြီးတော့ဒီတချို့သော fan theory လက်ထွက်လာတော့ဘာလဲဆိုတော့ဒီသူတို့ပြိသက်တွေအခုလိုဖြစ်ချင်းမှာ တချို့တော့ဒီနိုင်ငံကြီးပျောကားတွေလည်းပါနေဆိုတော့အဲ့ဒီဟာကြီးတော့ကျွန်တော်အပြည့်ဆုံးမပြောချင်တော့ဘူးเนาะပျောကားတွေလည်းပါနေပါ냐ဆိုတော့စုံစမ်းမှုတွေထွက်လာတယ်ဆိုတော့နောက်ဆုံးဘာဖြစ်လဲဆိုတော့ Egypt government ကနေပြီးတော့ဒီ Egypt Premier League ပြိုင်ပွဲကိုပိတ်သိမ်းပလိုက်ရတယ်ပိတ်သိမ်းပလိုက်ပြီးတော့ဒီ league ပြိုင်ပွဲကလည်းရပ်ဆိုင်းသွားတယ်အဲ့လိုရပ်ဆိုင်းသွားတဲ့အခါကျတော့ Egypt ပြိုင်ပွဲရပ်ဆိုင်းသွားတော့ Egypt League မှာကစားနေတဲ့ကစားသမားတွေအတွက်လည်းဟိုပွဲတွေနားသွားတော့ ်နောက်တော့ elmo ခလုံးကလည်းဖြစ်ချင်တော့ vessel မှာသွားပြီးတော့ဟိုစကန်ဝင်လေ့ကျင့်တယ်ပေါ့လေ့ကျင့်တာခါတော့ el elmo ခလုံးမဟုတ်ဒီ sorry egypt လေရေးစဉ်အသင်း olympic ပြိုင်ပွဲအတွက်လေရေးစဉ်အသင်း national team ဟာပြိုင်ပွဲမရှိဘူးမရှိတဲ့အခါကျတော့ vessel မှာသွားပြီးတော့လေ့ကျင့်ရတယ်လေ့ကျင့်တဲ့အခါမှာဒီ vessel အသင်းနဲ့လည်းဒီ vessel ဆိုတာမြို့အဲ့မြို့ကနေ vessel အသင်းနဲ့လည်းသူခြေစပွဲခြေစမ်းပွဲကစားတယ်အဲ့ခြေစမ်းပွဲကစားတဲ့အချိန်မှာမဟာမက်ဆလာကနှစ်ခိုးသွင်းသွားတယ် နှဖိုးသွင်းသွားတဲ့အချိန်မှာဒီဘဆာကမိုဆလာကိုအဲ့ဒီအချိန်တွေကခေါ်ခြင်းခဲ့တာအဲ့ခေါ်ခြင်းခဲ့တဲ့အခါမှာအဲ့အဲ့အဲ့ပြဿနာဖြစ်လာတာအဲ့အဲ့အဲ့ဒီကနေပြီးတော့မှတစ်ခါအဲ့မမိုခလုံးကမရောင်းခဲ့ဘူးပေါ့မရောင်းခဲ့ဘဲနဲ့အလိပြန်မွေးတယ်လေပြန်ဖပြန်ဖပြီးကစားကစားကစားနေတဲ့အချိန်မှာဆိုးဆိုးအဆမပြောခဲ့တဲ့ဟာလေးဖြစ်လာတာပေါ့နော်ပြန်လာနောက်ဆုံးတော့ကဲထားပါတော့ကျွန်တော်တို့ဟိုလူရင်းကိုပြန်ချုပ်ရရင် မိုဆလာဟာအီဂျစ်ဖုတ်ဘောရဲ့ကဘာကြီးတော့မဟုတ်အီဂျစ်ဖုတ်ဘောရဲ့ biggest star တော့မဟုတ်သေးဘူး promising player တူအနေနဲ့ရှိသေးတယ်20အသင်းမှာတော့အကောင်းဆုံးမဟုတ်ဘူးအကောင်းဆုံးမဟုတ်သေးဘူးဒါပေမဲ့ဒီပရိသတ်တွေကအကောင်းဆုံးဆိုတဲ့ကစားသမားတွေထက်ဒီ on air အစီအစဉ်အပြီးမှာမိုဆလာကိုတော်တော်လေးတနာသွားကြတယ်သူတို့နည်းနည်းလေးထိသွားတယ်ပုံမှန်အဖြစ်ဆိုရင်ဒီပြိသတ်တွေကလည်းသူကစားသမားတွေနိုင်ရထွက်သွားတယ်ပဲတိတ်ပြီးတော့ကြိုက်တာမဟုတ်ဘူး ဒါပေမဲ့အခုကိစ္စမှာတော့ဒီပြိသက်တွေကိုယ်တိုင်ကမိုးစလားကိုသနာသွားတယ်။အမှတချို့ကလည်းဥစ္စာမှာအကျော်ကြားဆုံး journalist တူဦးပေါ့နော်ကျွန်တော်နာမည်မေ့နေလို့။ကောင်းလေးကိုတောင်းခံပေးလိုက်ပါတဲ့။သူငငယ်လေးရှိသေးတယ်ပေါ့နော်။ဆိုတော့ဒီကစားကောင်းလေးဥရောပကိုရောက်သွားပြီးတော့ဟိုရေရှည်မှာအစ်ချက်ပေါ်လုံးအတွက်လေဟိုအထောက်ကူဖြစ်လာလိမ့်မယ်။ဥရောပမှာလေသူ့ကိုကြည့်ပြီးတော့အစ်ချက်ကစားသမားတွေများလာလိမ့်မယ်။ပြီးတော့ဒါသူ့ဘဝအတွက် ဒါတသက်မှာတခါရနိုင်တဲ့ chance လေးပါညာဆိုမျိုးရေးကြအဲ့လိုအဲ့လိုနဲ့ဒီမိုဆလာကဖက်ဆာကိုရောက်သွားတာရောက်သွားပြီးတော့အခုနောက်ပိုင်းကျတော့ဘာဖြစ်သွားလဲဆိုတော့အီဂျစ်သမိုင်းမှာထာဝရအကောင်းဆုံးကစားသမားဆိုတဲ့အဘိုထရီကာကိုကျော်ပြီးတော့ဒီမိုဆလာကသာတကယ်အီဂျစ်ဘောလုံးရဲ့ god ဆိုတဲ့အနေအထားကြီးကိုရောက်လာတာဆိုတော့ကျွန်တော်အဲ့မှာဒီအမားတွေအမှန်တွေအဆောက်ဆွဲထုတ်စရာကြီးအများကြီးရှိတယ်မိုဆလာမှန်တဲ့အပိုင်းတွေမိုဆလာမှားတဲ့အပိုင်းတွေမိုဆလာ ီဒီဒီ storyline ကို လူတွေသိသွားအောင်လို့ဒီ theater တို့နဲ့လောကချင်းပေါင်းရိုက်ပြီးတော့လူသိအောင်လုပ်တဲ့ကိစ္စတွေတစ်ဖက်မှာလည်းသူကိုယ်တိုင်ရဲ့စ조사အထောက်အမှုတွေမစုံမနဲ့တကယ်မလျှော့သောဇွဲနဲ့ကစားပုံတွေဒါတွေကြောင့်သူဒီလိုတည်ဆောက်နေတာပေါ့လေဒါဒါတွေကဟိုအကောင်းဝတ်ဆိုးကွက်တွေကအများကြီးပဲဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့မော်ဆလာရဲ့အမှုအကျင့်လေးကိုကျွန်တော်တို့ငငယ်တော့အဲ့အကျင့်လေးကိုအခုလဲကျွန်တော်တို့ပြန်ပြီးတော့မြင်နေရတယ်နောက်တစ်ချက်ကမော်ဆလာကမော်ဆလာကလည်းအေးတော့အေးပြီမဲ့ သူကသူ့ power ကိုဘယ်လိုအသုံးချမလဲကောင်းကောင်းသိတဲ့ကစားသမားဥပမာကျွန်တော်တို့ဒီ Egypt ကိုသူပြန်ပြီးတော့ကစားတဲ့အခါမှာ Egypt မှာ WE ဆိုတဲ့ telecom company ကြီးရှိတယ်အကြီးပဲအဲ့ဒီ company ကြီးကနေပြီးတော့ဒီ Egypt ပေါ်လုံးအဖွဲ့ချုပ်နဲ့လည်းသူတို့ကအဲ sponsor ပေးထားတယ် Mosla ရဲ့ပုံတွေကိုသုံးပြီးတော့ Egypt လေကြောင်း line လို့ပြီးတော့ billboard ကြီးတွေထောင်းထားတော့ Mohamed Salah ကမမဆလာကကျတော့ Vodafone နဲ့သူက personally sponsor ယူထားတာလေ အချက်ချင်းပဲဒီ Twitter Instagram အမှသူကနေပြီးတော့ဒီ force ချက်ချင်းပြီးတာဒီ EFA ကို Egypt ဘောလုံးအဖွဲ့ချုပ်ကိုဒီဟောက်ဖြုတ်ချပြီးပါမဖြုတ်ချပြီးရင်ဒါတရားဥပဒေပိုင်းရသွားမယ်လို့ပါတော့လေသူလှမ်းပြီးတော့အကြောင်းကြားသလို Twitter နဲ့ Instagram တို့မှာလည်းသူကနေဒါဒီလိုမျိုးမလုပ်သင့်ပါ냐ဆိုပြီးတင်းတယ်။အော်ချက်ချင်း EFA ကဒါကြီးဖြုတ်ချပြီးရတယ်။သူကလည်းဘယ်လိုကောင်းလဲသူရဲ့ power ကိုသူအကောင်းဆုံးအသုံးချတတ်တဲ့ကစားသမားမျိုးဆိုတော့မိုဆလာကအေးလဲအေးတယ်ရိုးလဲရိုးတယ်ကြိုးလဲကြိုးစားတယ်ဒါပေမဲ့ မော်စလာကတော်တော်လဲတယ်တော်တော်လူကြီးလဲတယ်ပေါ့ဟိုညက်ဆုပ်တဲ့ပုံစံလဲတာမျိုးတော့မဟုတ်တော်တော်လူကြီးလဲတယ်ဒီ Premier League ရဲ့ဒီ UK broadcaster တွေဖြစ်တဲ့ Sky Sports တို့ TNT တို့ပွဲပြီး post match interview တွေပြောတဲ့အခါမှာအဲ့ contract situation ပဲစီကိုဝက်ကမေးတာပေါ့ဒါစိတ်ဝင်စားစရာပဲမော်စလာကလည်းဒါနဲ့ပတ်သက်ပြီးတော့မဖြေချင်းသေးပါဘူးလို့ပါတော့အတော်မှမပြောမော်စလာကအဲ့လိုပဲဒီ Liverpool ပြည်သက်တွေနဲ့ ကလပ်ကိုသူကနှစ်ဖမ်းဖမ်းပြီးတော့ကြက်ပေးတာဘာလဲဆိုတော့သူကလီဗာပူးမှာဆက်ကစားခြင်းပြင်မဲ့ new contract စီကနေပြီးတော့ဟိုကလပ်စီကနေပြီးတော့ new contract တော့ offer မှမလာသေးတာဆိုတော့ဟောက်ထက်ခါထက်ခါပြောတော့ဆိုတော့လီဗာပူးတော်တော်အကျက်ရိုက်တာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့မအံ့အောင်မိုးဆလားကသူကပြောသလိုပဲဟိုကစားပုံကောင်းသလောက်ရိုးသားစူးစားသလောက်လူကြီးကတော့တော်တော်လဲတယ်ငယ်ငယ်တော့အမှုအကျင့်မျိုးဒီမိုးခလုံးမှာသူ့ လုတ်ခဲ့တဲ့ on ဒီ on error ဖြစ်ရမျိုးဒီအခုအခုလဲဒီ post match interview တွေမှာသူအဲ့ဒါတွေလုံနေတာဗျာလုံတဲ့ခါကျတော့ Liverpool အနေနဲ့ဒါတကယ်လို့အခုဒီယာတီကုံမှာမိုဆလာတာ Liverpool နဲ့လုံးဝစာချုပ်တတမတူဖြစ်ပဲနဲ့ထွက်ခဲ့သည်ရှိတော့ Liverpool ကလာမယ့်ယာတီမှာအင်မတန်ကြီးမားတဲ့ဖီအားနဲ့ရင်ဆိုင်ရတော့မှာတကယ်ရင်ဆိုင်ရမှာ Liverpool အတွက်ထိတ်ဆုံးမှာဆက်ပြီးတော့ရက်တည်သွားဖို့ဆိုတော့အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်သွားပြီ တို့အပိုး pressure ပေါ့နော်တကယ် extra layer pressure တို့ခံစားရတော့မှာနံခတ်တာကမိုးစလားရဲ့တောင်းဆိုမှုကိုလိုက်ရောခဲ့ရင်ရောအိုက်ကြရင်လေလော်ဘူးအနေနဲ့တွေးစရာတွေကဟိုကျွန်တော်တို့ဈေးကွက်သဘောတရားစီးပွားရေးသဘောတရားငွေကြေးသဘောတရားအရာပြောနေတာမဟုတ်ဘူးဒါဟာငွေကြေးအကြောင်းမဟုတ်ကလပ်ရဲ့ financial အကြောင်းဘောလုံးအကြောင်းပဲအဲ့ဒါပါလဲဆိုတော့ liverpool အတွက် ဟိုပေးဖို့ခတ်တဲ့ဒီအသက်အရွယ်ကစားသမားတူကိုပေးဖို့ခတ်တဲ့စာချုပ်တက်တန်းကြီးနဲ့ဝေကြီးပမာဏကြီးဖြစ်နေတယ်ဆိုတော့မိုဆလာကဒီလိုဒီရာသီလို performance မျိုးနောက်ရာသီတွေမှာမပြနိုင်ဘူးဆိုရင်သူတို့ချုပ်လိုက်တဲ့၃နှစ်စာချုပ်တို့တပတ်ပေါင်း၅သိန်းကျော်တို့ကတန်ရုံးစင်ကြီးဖြစ်သွားမှာဆိုတော့စီးပွားရေးမှာအဲ့လိုတန်ရုံးစင်ကြီးအနေနဲ့အဲ့လိုပြီးထားလို့ရသလားဆိုတော့သူတို့အနေနဲ့လက်တွေ့စဉ်းစားမဲ့ဟာနဲ့ဒီဘယ်လိုခေါ်မလဲဆိုသူတို့ရဲ့ PR တွေနဲ့ထပ်ကြုံရမဲ့မိုဆလာကိုစာချုပ်မချောအောင် မထုတ်ခဲ့ရင်ကြုံလာမဲ့ PR တွေနဲ့ကြားထဲမှာလော်ဘူးဟာဒါလုံးလက်ချလိုက်နိုင်နေတယ်ပေါ့မိုဆလာကဟိုဘယ်လိုခေါ်မလဲဆိုတော့နှုတ်လေးစိတ်ပြီးတော့အေးလေးနေပြီးတော့ဟို club နဲ့သူနဲ့ချားမှာချို့တော့ຢာတွေတော်တယ်မရလို့လက်ခွဲသွားပါတယ်ဆိုရင်နောက်ဆုံးမှပြောသွားတယ်မျိုးလည်းပေါ့မိုဆလာကလည်းတောက်လျှောက်ချက်ချက်ပြီးနေသူဆက်နေကျင်တယ် club ကဒီသဘောမတူတာသူဆက်နေကျင်တယ် club ကသဘောမတူတာ နောက်ပြန်မှာတော့မဟာမက်ဆလာလူရည်တယ်သလိုသူ့ရဲ့ agent အကြောင်းလည်းကျွန်တော်အရင်တော့ပြောခဲ့ဘူးလေသူ့ရဲ့ agent အပါစ်ကဘလောက်ဘလောက်လူရည်လဲဆိုလဲဆိုတာဟုတ်ရှေ့မှာဘယ်တော့လဲတော့မသိဘူးနော်ရှေ့မှာကျွန်တော်ပြောခဲ့ဘူးလေအပြန်ရှားပြီးနားထောင်ခြင်းသိလိမ့်မယ်ဆိုတော့အခါကျတော့ Liverpool အနေနဲ့နည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲအကျက်ရိုက်နေတဲ့အနေသားပေါ့လေဆိုတော့ဟိုနောက်ဆုံးပြောချင်တာဒါပါမဟာမက်ဆလာ ကိုကျွန်တော်ပြစ်တင်ကျင်လာလည်းမဟုတ်ဆွတ်ချကျင်လာလည်းမဟုတ်ဘူး။ဒါပေမဲ့တစ်ဖက်မှာလည်း Richard Hughes တို့တို့သူတွေလေဘကိုတောင်းအောင်ရှိသူတွေအနေနဲ့လည်းဟိုအသင်းကိုလည်းထပ်ပြီးတော့လိုတဲ့နေရာကြီးဖြည့်ရအောင်ပဲ။ဆိုတော့မိုးစလားကိုသုံးပန်းငွေစားထပ်ဖြည့်မကောင်းဘူးလားဆိုတာမျိုးလည်းသူတို့တွေးရင်လည်းတွေးနေမှာပေါ့။ဆိုတော့ဘာဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်တာပေါ့။ဒါလောလောဆယ်အခုဒါကတော့မိုးစလားပုံမြင်ပေါ့နော်။ဟိုသူတို့ဒါဟာတော်တော်လေးကိုဟိုဒီဖြစ်တဲ့အကြောင်းအရာတွေအမြင့်တွင်နေတဲ့ကိစ္စတွေလည်းပါဝင်နေတဲ့အတွက်ဒါပြည်သက်တွေ ားထောင်ကြိုးနှက်မယ်လို့တော့ထင်ပါတယ်ဆိုတော့ဒါဆော့ကော့ပေးသမျှအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်